မိခင်ဖြစ်သူကွယ်လွန်ချိန်မှာဒီလိုအကြောင်းအရာကြောင့်မျက်ရည်တစံမကျရင်နန်းခင်စီရပြီးခဲ့တဲ့ရက်မှာတော့နန်းခင်စီရရဲ့မိခင်ဖြစ်သူကကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်မိခင်ဖြစ်သူကအသက်ကြီးနေပြီဖြစ်တယ်လို့ကျမ်းမာရင်မကောင်းတာလဲကြားနေပါပြီမိခင်ဖြစ်သူကတောင်ကြီးမှနေရဖြစ်ပေမဲ့ကျမ်းမာရင်မကောင်းတာကြောင့်ရန်ကုန်ကိုခေါ်ထားတာလဲကြားပါပြီရန်ကုန်မှာလဲကွယ်လွန်သွားတာဖြစ်လို့နန်းခင်စီရကဘီနာမှာရှိပြီးနေခဲ့ပါတယ်မိခင်ဖြစ်သူကွယ်လွန်သွားချိန်မှာနန်းခင်စီရကမျက်ရည်တစ်စက်တောင်မကျနေခဲ့ပါဘူး သူ့အနေနဲ့အာပါတရငိုရာမျိုးလည်းမရှိပဲအရန်ကိုရင့်ကျက်တည်ငြိမ်လုံးနေခဲ့တာပါအခုလိုတည်ငြိမ်နေတဲ့အပေါ်မှာတချို့ကလည်းဝေဖန်နေသလိုတချို့ကလည်းနားလည်ကြပါနန်းခေစီယာကသူကြေပေါ်ရမယ့်တာဝန်တွေအလုံးကိုကျင်းနိုင်ခဲ့ရကြောင်းအရန်ကြီးတုံလုံးမချောက်ချားတော့တာဖြစ်ပိုင်နန်းခေစီယာက မိခင်ဖြစ်သူမကွယ်လွန်ခင်မှာတမိတယောက်ရဲ့တာဝန်ကိုအကောင်းဆုံးကျေပွန်ခဲ့တာပါ ူမရဲ့မိခင်ဖြစ်သူကကင်ဆာယောဂလိုနာတာရှည်ယောဂခံစားနေရတာဖြစ်ပြီးဈေးကူတာနေရတာကြပါပြီ။အရင်ကတော့ဈေးရုံတလိုက်စလိုက်နဲ့ဆိုပေမဲ့အခုနောက်ပိုင်းမှာတော့ဈေးရုံကိုတောက်လျှောက်တက်နေရတာပါ။ပြီးခဲ့တဲ့လပိုင်းနောက်ကတည်းကမိခင်ဖြစ်သူကဈေးရုံတက်နေရတာပါ။ရွေရွေအခန်းမှာတော့မဟုတ်ပေ ICU အခန်းထဲမှာထားရတာမို့ကုန်ကြကြေးကလည်းအတော်လေးကိုများပိုင်။တရက်ကို30နဲ့ချီကိုကုန်နေရတာဖြစ်လို့တပတ်တည်းနဲ့တည်းဈေးရိတ်ကမနေပါဘူး။ဈေးရုံတက်နေစဉ်အတွင်းမှာနန်းခင်စရာက တိန်ထောင်နေချီကိုအကုန်ခံပြီးကြရတာပါမိခင်ဖြစ်သူကိုစေယုံကြီးမှာထားနိုင်ဖို့အတွက်နန်းခင်စီယာကအလုတ်တွေကိုလည်းကုန်းယုံကလောက်ပိုက်သူ့အနေနဲ့လုံနိုင်တာရှိတာကိုအကုန်လောက်ကရုံးကန်ကြရပါမိခင်ဖြစ်သူကိုစေယုံမှာညာဘက်ဆိုသွားကူပေးတယ်လို့ဒီဘက်မှာဆိုချူတင်တွေပွဲတက်တွေပြေးပါမိခင်မိမအမြဲတမ်းရှိခြင်းပြီးမယ်လေအလုံးမလုံးရှင်စေယုံကြီးကမရတာမို့ခုလိုစူးစမ်းကြရတာပါမိခင်ဖြစ်သူကအေးပေါ်ဖြစ်နေချိန်မှာအလုံးလုံးနေရမို့သူ့မှာဝမ်းနေစိတ်တွေလည်းရှိနေခဲ့ပါ යි ဒါပေမဲ့နန်းခေစီယာကအရာအလုံးကိုအတင်းကဖျက်တမ်းပါတယ်။အလုပ်ပြီးပြီဆိုတာနဲ့မိခင်ဖြစ်သူဘီနာမာနီကအမဲပြုစုနေခဲ့ရပါသူရဲ့အချိန်တွေနဲ့ငွေအလုံးကိုမိခင်အတွက်သာအသုံးပြုခဲ့ရပါမကွယ်လွန်ကင်မှာတက်တောင်းတက်တာဖြစ်အောင်သူ့အနေနဲ့အကောင်းဆုံးလုပ်ပေးနိုင်ခဲ့ရလဲဖြစ်ပါတယ်။ကွယ်လွန်တဲ့အချိန်မှာလည်းမိခင်ဖြစ်သူကနန်းခေစီယာရဲ့လက်ထဲမှာသာဆုံးပါသွားခဲ့ရပါ ဒါကြောင့်မို့လဲနန်းခင်စရာကနောက်ဆုံးအချိန်ကိုမိခဲ့တယ်လို့ပူလောင်အောင်လည်းမလုပ်ခဲ့ပါဘူး။နောက်ဆုံးထွက်သက်မှာအေးချမ်းနေဖို့ကအရေးကြီးရာကြောင့်သူ့အနေနဲ့အကောင်းဆုံးလုပ်ပေးခဲ့ပါတယ်။ဒီလိုလုပ်ပေးနိုင်ခဲ့တာတွေကြောင့်နန်းခင်စရာကမိခင်ဖြစ်သူရဲ့နာရီမှာမျက်ရည်မကျအောင်နေထိုင်နိုင်ခဲ့ပါတယ်။ဒါပြင်မိခင်ဖြစ်သူကိုနာရီလိုက်ပို့တဲ့အချိန်မှာလည်းကားကိုကိုယ်တိုင်မောင်းပေးခဲ့တာပါ။နာရီကကိုယ်တိုင်မောင်းပို့ပေးပြီးနောက်ဆုံးအချိန်ခီးသွားချိန်မှာတော့မိခင်ပေးမှရှိပေးနိုင်ခဲ့ရပါ။ နိုင်ရီကအမောင်ဖို့ဆိုတာစိတ်အေးချမ်းနေမှာဖြစ်တာမို့နန်းခင်စီကအဲ့လောက်ထိကိုအေးချမ်းနေခဲ့ရပါမိခင်ဖြစ်သူရဲ့နိုင်ရီမှာအရာအလုံးကိုသူမတယောက်တည်းသာဥဆောင်လုပ်ပေးပါဒါပြင်မိခင်ဖြစ်သူရဲ့မျက်နှာကိုဝတ်အောင်ကြည့်တယ်လို့ အပြုံးနဲ့သာနှုတ်ဆက်ခဲ့တာပါအမြဲတမ်းပြုံပြုံလေးသာထိုင်ကြည့်နေရဖြစ်တာမို့ဘေးကလူတွေကတော့နိုင်ခင်စရာကိုကြည့်ပြီးအေးချမ်းနေခဲ့ကြပါ යි နိုင်ခင်စရာကမိခင်အပေါ်မှာဆက်ဆံပုံနဲ့အယံကိုအေးစိတ်ကတည်ငြိမ်လုံးတာကြောင့်နိုင်ရီးကအေးချမ်းစရာလေးဖြစ်နေခဲ့ပါ යි မိခင်ဆုံရှုံသွားရင်နိုင်ခင်စရာကိုအပိစကားလေးပြောပြခဲ့ပါအောင်ရှိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်